လောအလုံးမင်္ဂလာပါဒီကတော့ကျွန်တော်ရဲ့ season design episode 5ပဲဖြစ်ပါတယ်ဒီ episode 5မှာဆိုရင်တော့ကျွန်တော်အနေနဲ့ကတော့ဒီ beginner အနေနဲ့ဒီတင်တိထိုက်တဲ့ဒီ cap theory အကြောင်းကိုပြပြအောင်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီကောင်းကကျွန်တော် season design လေ့လာတဲ့အခါမှာကျွန်တော်ဒီ distributing system ပေါ့နော်အဓိက distributed system ကိုကျွန်တော်အနေနဲ့တိဆောက်တဲ့အခါမှာဆိုရင်ဒီ cap theory ကအရေးကြီးပါတယ်ဒါဖြစ်ရင်ကျွန်တော်တို့ကဒီ cloud ဘိုင်းတွေကိုကျွန်တော်တို့လုပ်ပြီးဆိုရင် backend ပိုင်းပဲဖြစ်ဖြစ် cloud ပိုင်းပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ဒီအရာတွေကိုလုပ်ပြီးဆိုရင်ကျွန်တော်တို့အနေနဲ့ဒီ cat theorem ကိုတရားဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ဒီကောင်ကအရင်နဲ့ကို basic ကြတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ပါ။ဒီအောင်သိထားလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘလို့ကိုက small to medium ပဲဖြစ်ဖြစ် enterprise ပဲဖြစ်ဖြစ်ဒီလိုမျိုး application တွေကိုလုပ်တဲ့နေရာမှာလည်းကိုယ်အနေနဲ့အကျိုးအများကြီးရှိပါတယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ကြော်ရန်လေးပြီးဗီဒီယိုလေးကိုစလိုက်ရအောင်။ ကျွန်တော်ကတော့ကျွန်တော်ရဲ့ software engineering class ပဲဖြစ်ပါတယ်ဒီ class ကကျွန်တော်ဒီဇင်ဘာ20ရက်နေ့မှာစပြီးတော့ဖွင့်လာမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီဘက်ကို2ရက်သင်ကြားပေးမှာဖြစ်ပါတယ်စနေနဲ့တနင်္ဂနွေအချိန်ကတော့ည9:00နာရီနေပြီးတော့9:00နာရီဖြစ်ပါတယ်အဲ့ဒီ class ကို browser အနေနဲ့ programming language တက်တည်ဖြစ်စေမတက်တည်ဖြစ်စေဝင်ရောက်ပြီးတော့တန်နိုင်ပါတယ် ဘာလို့လဲဆိုတော့ဒီဟာကကျွန်တော်တို့ software engineer software development အပိုင်းနေမှာကျွန်တော်တို့ကကုတ်တင်မြေခင်မှာစပြီးလောရတဲ့ဟာတွေကိုကျွန်တော်ကသင်ရပြီးတော့မှဖြစ်တဲ့အကြောင်းမလို့ brown အနေနဲ့တက်ပြီးလာလို့ရှိရင်လည်းလုံးဝနောင်တမရစီရအောင်လို့ကျွန်တော်အမှတ်ခံပါတယ်တက် channel ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram ဒါမှမဟုတ် Facebook ဒါမှမဟုတ်လည်း TikTok တို့မှာကျွန်တော်ကို live ဆက်တယ်လို့ရပါတယ် Cap Theorem ကိုကျွန်တော်အနေနဲ့အရှင်းဆုံးပြောရမှာဆိုရင် distribution system တစ်ခုမှာဒီ cap ဆိုတဲ့ဒီ၃ခုထဲကမှနှစ်ခုကိုပဲရွေးချယ်လို့ရတဲ့သဘောတရားကိုဆိုလိုတာဖြစ်ပါတယ်။ဒီ cap theorem မှာပါဝင်တဲ့ဒီ CAP cap တွေကဘာတွေလဲဆိုရင်ကျွန်တော် C ဆိုတာကတော့ consistency ကိုကိုးစားပြုပါတယ်။ consistency ကိုကိုးစားပြုရဲဆိုတာကျွန်တော်ရှိသမျှ note တွေအကုန်လုံးကကျွန်တော်တို့ data တွေကိုတူညီနေရမယ်ကိုဆိုလိုပါတယ်။နောက်တစ်ခုကတော့ A ပေါ့နော်။ e ဆိုတာကတော့ availability ပဲဖြစ်ပါတယ် availability ဆိုတာကတော့ကျွန်တော်တို့ပို့လိုက်တဲ့ request ပေါ့နော် ျွန်တော်တို့ရဲ့ web application တွေမှာဆိုရင်ကျွန်တော်တို့က client နေပြီးတော့ server ကိုကျွန်တော်တို့က request တွေပို့တယ် request ပို့တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ request ပို့တယ်ဆိုရင်ကျွန်တော်တို့ကဒီ user ပို့လိုက်တဲ့ request ကိုကျွန်တော်တို့ကဆက်ဆက်ဖြစ်ဒီဖြစ်စီ fail ဖြစ်ဒီဖြစ်စီကျွန်တော်တို့က response အမြဲတမ်းပြန်ပေးရပါ ါကဒီ availability ရဲ့သဘောတဘောပါကျွန်တော်တွေလည်းမဖြစ်မနေဒီလိုမျိုး response တစ်ခုကတော့ပြန်အောင်ပြန်ပြီးမှရပါမယ်200ဖြစ်တည်ရော၎င်း300ဖြစ်တည်ရော၎င်း400ဒေါ်၎င်းကျွန်တော်တို့နေဒီလိုမျိုး request တစ်ခုကိုပြန်ပြီးဖို့လိုအပ်ပါတယ်ဒါကကပ်ပြီးတော့မှာပါတယ် availability ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ partition tolerance ပဲဖြစ်ပါတယ် partition tolerance ဆိုတာကတော့ကျွန်တော်ရှင်းမှာပြောခဲ့တယ် resilient နဲ့တွဲပြီးတော့တူပါတယ် resilient ဆိုတာလည်းအဲ့လိုပါပဲကျွန်တော်တို့ထားပါတော့ကျွန်တော် distribute system မှာဆိုရင်ကျွန်တော် note 3ခုထားထားတယ်ပဲဆိုပါစို့ note 3ခု ਨੇ ကျွန်တော်ကလေပတ်နေတယ် note 3ခု ਨੇ လေပတ်နေတဲ့အချိန်မှာ network issue ကြောင့်ကျွန်တော်တို့ရဲ့ဒီ note number 1ပေါ့နော်ဟော1 2 3 network issue ကြောင့်ကျွန်တော်တို့ရဲ့ဒီ note number 1က fail သွားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီရဲ့ system တစ်ခုလုံးကပေါ့နော်ဒီရဲ့ system တစ်ခုလုံးက fail သွားမှာမဟုတ်ပါဘူး ဒီလိုမျိုးတစ်ခုတည်းဖေးယူနေတဲ့ system တစ်ခုလုံးကိုမဖေးသွားဘူးဆိုရင်ဒါ partition tolerance ဖြစ်တယ်လို့ကျွန်တော်တို့နေသတ်မှတ်လို့ရပါတယ် partition tolerance ဆိုတာလည်းအဲ့လိုပါပဲကျွန်တော်တို့ရဲ့ system မှာပါဝင်တဲ့နောက်တစ်ခုဖေးသွားတယ် server တစ်ခုဖေးသွားတယ်ဆိုရင်တော့မှကျွန်တော်တို့ရဲ့ system တစ်ခုလုံးကိုရက်တက်မသွားဘဲနဲ့လက်ပတ်နေအောင်လို့ထိန်းထားတာကိုကျွန်တော်တို့ဆိုလိုပါတယ်ဒါတော့ cap theorem မှာပါဝင်တဲ့ဒီ CAP ဆိုတာဘာလဲဆိုတော့အကြောင်းပဲဖြစ်ပါတယ် ဒီကတော့ကျွန်တော်တို့ဒီ cap theorem ပါတဲ့ trade off တွေအကြောင်းပေါ့နော် trade off တွေဆိုတော့ trade off တွေဆိုတော့ကျွန်တော်တို့ရဲ့အဓိကအဖြစ်ကတော့ကျွန်တော်တို့ကဒီ၃ခုမှာပေါ့နော်ကျွန်တော်တို့အနေနဲ့နှစ်ခုရွေးရမယ်နှစ်ခုရွေးရမယ်ဆိုရင်ကျွန်တော်တို့ညာဘေးအပိုင်းရွေးမှာလေပေါ့နော်ကျွန်တော်တို့အနေနဲ့ C နဲ့ U မလား CP နဲ့ U မလား AP နဲ့ U မလားပေါ့နော်စသဖြင့်ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးတွေ့ရပါတယ်ဒါတော့ကျွန်တော် cap theorem မှာပါတယ် ဒီ trade off တောင်းဖို့ကြောင်းပါเนาะပထမတစ်ခု CA ပဲเนาะ CA ဆိုတာကကျွန်တော်တို့ရှင်းမပြောခဲ့ရေး C ဆိုတာ consistency ကိုကုစားပြုတယ် A ဆိုတာ availability ကိုကုစားပြုပါတယ်ဒီ CA ကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့အနေနဲ့ data တွေကလည်းမှန်ကန်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဟာလည်းအချိန်တိုင်းမှာအသုံးပြုနေလို့ရမယ်ပေါ့เนาะဒါပေမဲ့ဒီမှာကျွန်တော်တို့အနေနဲ့ sub profile လုပ်လိုက်ရတာတော့ partition tolerance ပဲဖြစ်ပါတယ်ဒီ partition tolerance ကိုကျွန်တော်တို့အနေနဲ့က sacrifice လုပ်လိုက်တဲ့အတွက်ကြောင့်မလို့အကေကျွန်တော်တို့ကလည်းဒီမှာ network error ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီ system ကြီးက fail သွားမှာဖြစ်ပါတယ်တစ်ခုလုံး fail သွားမှာဖြစ်ပါတယ်ဒီလိုမျိုးပုံစံကိုကျွန်တော်တို့ကသူတို့ဖြစ်တော့ဒီ single node ဖြစ်အသုံးပြုတဲ့ဒီ relational database တွေမှာကျွန်တော်တို့အနေနဲ့ အဲအသုံးပြုတာပို့ပြီးတော့များပါတယ်ကျွန်တော် distributed system မှာဆိုရင်တော့ဒီကောင်ကိုကျွန်တော်အနေနဲ့တိတ်ပြီးတော့သုံးလေးသုံးလမ်းရှိပါအောင်ဘာလို့လဲဆိုတော့ဒီကောင်က network error ဖြစ်ပြီးဆိုတာ ਨੇ ဖေးတော့မှာဖြစ်သွားတဲ့အတွက်ကြောင့်မလို့ပါအဲနောက်တစ်ခု recipe ပေါ့เนาะ CP ဆိုတာကတော့ကျွန်တော်တို့ကြက်ကြော်မဟုတ်ပါဘူးเนาะ CP ဆိုတာကတော့ကျွန်တော်တို့ consistency နဲ့ကျွန်တော်တို့ဒီအဲ partition tolerance ပါဝင်တဲ့ဟာကိုကျွန်တော်တို့ CP လို့ခေါ်ပါတယ်ဒီ CP system ပါဆိုရင်အဓိကအဖြစ်တော့ကျွန်တော်တို့ဒီ network အဲ့ဒါဖြစ်ခဲ့ဒီတိုင်အောင်မှာကျွန်တော်တို့ကဒီ data တွေကပန်ကန်မှုရှိရပါမယ်။ဒီလိုမျိုးပန်ကန်မှုရှိအောင်လည်းကျွန်တော်တို့ကဒီလိုမျိုး consistency ကိုရွေးချယ်ထားတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ partition tolerance ကိုရွေးချယ်ထားတဲ့ကြောင့်မလို့ဒီလိုမျိုး network error ဖြစ်ခဲ့ရင်တော့မှာကျွန်တော်အနေနဲ့က data တွေကိုမမှန်ကန်ကန်ပဲကျွန်တော်အနေနဲ့လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာကကျွန်တော်တို့အနေနဲ့ပေါ့နော် ဘာလဲဗလက်ဒီကိုကျွန်တော်တို့ဆွန့်လွတ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဆာဗာတစ်ခုနဲ့တစ်ခုချိတ်ဆက်မှုမရခဲ့တော့ရင်ကျွန်တော်တို့ကဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်တို့ရဲ့ system မှာ data အမှားတွေမဝင်လာအောင်ကျွန်တော်တို့က system ကိုခဏပိတ်လိုက်ပါတယ်ဒါ fee တောင်မဟုတ်ဘူးเนาะဒါခဏပိတ်လိုက်တာပေါ့เนาะကျွန်တော်တို့နေကျွန်တော် shutdown ခဏလုပ်လိုက်တယ် shutdown ခဏလုပ်ပြီးတော့ကျွန်တော်တို့က ီယာကိုပြန်ပြီးတော့ဘက်ကပါပြန်လုပ်မယ်အဲ့လိုသဘောမျိုးနဲ့သွားတာဖြစ်ပါတယ်ပြီးရင်အဲ့ဒါမက်ဆေ့ပြအဲ့လိုမျိုးပါဒါပေမဲ့ဒီကောင်ကကျွန်တော်တို့ server တစ်ခုလုံး fail လာနေတော့ server တစ်ခုလုံးတော့မ fail ပါဘူးဒီလိုမျိုး server တစ်လုံးနဲ့တစ်လုံးချိတ်ဆက်လို့မရတဲ့အချိန်မှာကျွန်တော်တို့ကဒီလိုမျိုး server ကိုအဲ system ကိုခဏလောက်ပိတ်လိုက်မယ်ပိတ်ပြီးကျွန်တော်တို့က server တွေကိုပြန်ပြီးတော့ connect ဖို့ပြန်လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ online ပြန်ဖြစ်မယ်ကျွန်တော်တို့ရဲ့ system ကပြန်ပြီးတော့ brand မယ်ပေါ့နော် လိုမျိုးသွားတာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဘာလို့အဲ့လိုမျိုးဖြစ်လဲဆိုရင်ကျွန်တော်တို့ဒီကဒီမှာ availability ကိုကျွန်တော်တို့ရဲ့ဆွလွတ်ထားတဲ့ကြောင့်လို့ဖြစ်ပါတယ် availability ကိုဆွလွတ်ထားပြီးတော့ကျွန်တော်တို့ကဒီ partition tolerance ကိုကျွန်တော်တို့ကယူထားတာဖြစ်ပါတယ်သူတပြင်းကျွန်တော်တို့ဒီလိုပုံစံမျိုးကိုဘန်နေမှာအများဆုံးတွေ့ရပါတယ်ဟေ့နောက်တစ်ခုကတော့ AB ပေါ့နော် AB ဆိုတာကတော့ကျွန်တော်တို့ဒီ availability နဲ့ကျွန်တော်တို့ဒီ partition tolerance ဖြစ်ပါတယ် ဒီ AP မှာဆိုရင်ကျွန်တော်တို့ network ကပေါ့နော်တခုခု error ဖြစ်သွားပြီဆိုရင်တော့မှဒီ availability ကိုကျွန်တော်တို့ကယူထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ update ဖြစ်တဲ့ data တွေကိုကျွန်တော်အနေနဲ့မပြနိုင်တော့ကျွန်တော်တို့ရဲ့ရှိပြီးသား cache လုပ်ထားတဲ့ data တွေကိုပြန်ပြီးတော့ကြပြီးတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီကောင်ကကျွန်တော်တို့ data consistency ကိုဦးစားမပေးပါဘူး။ အထူးသဖြင့်တော့သူ့အနေနဲ့ကတော့ partition tolerance ရဲ့ပြီးလို့ရှိရင်ဒီ availability ပေါ့နော်ဒီဟာကိုပို့ပြီးတော့ဦးစားပေးပါတယ်ကျောင်းနေဒီလိုဒီကျောင်းနေဒီ AP system ပေါ့နော်ဒီ AP system ကိုရင်းရင်းနှီးနှီးတနည်းအားမှာမြင်မှုပါအဲ့ဒါဘယ်နေရာလဲဆိုရင်တော့ကျွန်တော်ရဲ့နေတူကသုံးနေတယ် Facebook ပါ Facebook က AP system သဘောနဲ့သွားပြီးတော့တူပါတယ်ဘာလို့လဲဆိုရင်ဒါကတော့ကို ကျွန်တော်တို့ internet line connection ကြရပါလေဆိုရင်ကျွန်တော် YouTube မှာဆိုရင်ကျွန်တော်အဲ disconnect ပါညာဆိုပြီးတော့ဖြစ်သွားတယ်ဘာမှမပေါ်တော့ဘူးเนาะဒါပေမဲ့ Facebook ရဲ့ app မှာဆိုရင် Facebook ရဲ့ application မှာဆိုရင်အဲ့လိုမဟုတ်ဘယ်နဲ့ပေါ့เนาะကျွန်တော်တို့က internet connection ကြသွားပြီး network ကတခုခုဖြစ်သွားပြီဆိုရင်တော့မှကျွန်တော်တို့အရင်တုန်းကပေါ့เนาะကျွန်တော်တို့နိုင်ပိုင်းလောက်ကကြည်ထားတဲ့ data တွေကကျွန်တော်တို့ကိုပြန်ပြီးတော့ပြပြီးပါ ဘာလို့လဲဆိုတော့သူက UX experience ကိုပို့ပြီးတော့ emphasize လုပ်ထားတယ်အတွက်ကြောင့်မလို့ပါပြီးလို့ရှိရင်ဒီကောင်ရဲ့သဘောတရားကလည်းဒီ AP နဲ့သွားပြီးတော့စင်တူပါတယ်ကျွန်တော်တို့ဒီဟာကို Facebook ကိုတတိထားပြီးသုံးကြည့်လို့ရှိရင်ဒီလို system မျိုးကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ကျွန်တော်အနေနဲ့ပေါ့နော် ATM မှာငွေထုတ်ပူကြလိုက်မယ်လို့ထင်ပါတယ် ATM မှာငွေထုတ်တဲ့ခါကျရင်တခါနေကျရင်ဒီလိုမျိုးပေါ့နော် auto service ဖြစ်သွားတာတွေကိုကျွန်တော်အနေနဲ့တွေ့ရမှာဖြစ်ပါတယ် ADN ဆက်မှာဝင်ရှိရတာလည်းဘာလို့ auto service ဖြစ်သွားရလဲပေါ့နော်အဲ့လိုမျိုးဟာဒီတစ်ခါကြာရင်ကြုံမှုရမယ်လို့တော့ထင်ပါတယ်ကျွန်တော်တစ်ခါဒီရင်မဟုတ်ပါဘူးကျွန်တော်သွားထုတ်တဲ့ခါတိုင်းကမ္ဘောဒါဘာသာခဏခဏဖြစ်တယ်ကျွန်တော်ခဏခဏကြုံတယ်ပေါ့နော် Okay အဲ့ဒါဆိုအဲ့လိုမျိုးကဘာလို့ဖြစ်လဲဆိုရင်ကျွန်တော်တို့ဒီ system architecture ဘိုင်းနဲ့ပြန်ကြည့်မယ်ဆိုရင်ဒီ banking နေရာပေါ့နော်ကျွန်တော်တို့ဘာ ိုယူပြီးတော့သုံးထားလဲဆိုရင်ကျွန်တော်တို့က CP ဆိုတဲ့အောက်ကိုယူပြီးတော့သုံးထားဖြစ်ပါတယ်ကျွန်တော်ရှိမှပြောခဲ့သလို C ဆိုတာကတော့ consistency ဖြစ်ပြီးတော့ P ဆိုတာကတော့ကျွန်တော်တို့ partition tolerance ကိုကျွန်တော်အနေနဲ့ကိုးစားပြပါတယ်ဒီကောင်းရင်းဘာကြောင့်ဒီ CP ကိုသုံးလဲပေါ့နော် CP ကိုဘာကြောင့်သုံးလဲဆိုရင်သူတို့က data accuracy ဖြစ်ဖို့ပေါ့နော် data တွေ consistency ဖြစ်ဖို့ accuracy ဖြစ်ဖို့ပေါ့နော်ဒီလိုမျိုး data တွေမှားယွင်းမှုတွေမဖြစ်အောင်လို့သူတို့တွေကအဓိက ဦးစားပေးပြီးတော့လှုပ်ဆောင်တဲ့အတွက်ကြောင့်မလို့ပါဒီလိုမျိုးလှုပ်ဆောင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော့တော့ကျွန်တော်တို့ရဲ့ဒီ ATM ဆက်နေပေါ့နော်ဒီ ATM ဆက်နေဒီဆက်ကြီးနေကျွန်တော်တို့ကကျွန်တော်တို့ရဲ့စာပါပေါ့နော်ဒီမှာစာပါဒီစာပါနဲ့ဒီရဲ့ချိတ်ဆက်မှုကြောင့်ဂျာနေမှာပေါ့နော်ကျွန်တော် network error ဖြစ်သွားပြီဆိုရင်သူတို့အနေနဲ့ကအချက်ချင်းပဲဒီရဲ့ ATM ကို ဒီ Aura Service ဆိုတဲ့ဒီ message ကြီးထုတ်ပြီးတော့ကျွန်တော်တို့ကိုဒီဟာကကျွန်တော်တို့ error တက်နေတယ်သုံးလို့မရတယ်ဆိုတဲ့အကြောင်းပြပြပါတယ်။ဘာလို့ဒီလိုမျိုးလုပ်လဲဆိုတော့အကြီးကျွန်တော်တို့ကဒါဒီ EU မရွေးပဲနဲ့ EU ရွေးခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုး error ဖြစ်တော့ error ဖြစ်နေတောင်မှကျွန်တော်တို့က response တစ်ခုပေါ့နော်ကျွန်တော်အနေနဲ့ response တစ်ခုလာမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ ATM နေပြီးတော့ပတ်စံကအဲ့ဒါဖြစ်ပြီးထွက်သွားမှာဖြစ်ပါတယ်။နော်ကျွန်တော်ရဲ့ money ပေါ့နော်။ကျွန်တော်ရဲ့ပတ်စံကအဲ့ဒါဖြစ်ပြီးထွက်သွားမှာဖြစ်ပါတယ်။အဲ့လိုမျိုးဖြစ်သွားတဲ့ချိန်ကျရင်ဘယ်ပုံမှာတိုက်တက်ရအောင်လဲဆိုရင်ကျွန်တော်တို့ရဲ့ data ပေါ့နော်။ကျွန်တော်တို့ရဲ့ဒီရဲ့ data ကျွန်တော်တို့ရဲ့ငွေစင်းမှာတွားပြီးတော့တက်ရောက်မှုတွေရှိပါတယ်။အဲ့ဒီခါကျရင်မလိုလားအတဲ့ပြဿနာကြီးအများကြီးအများကြီးတက်သွားမှာဖြစ်ပါတယ်။အဲ့ဒီကြောင့် အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ banking မှာ banking system မှာဆိုရင်ကျွန်တော်တို့ကသူတို့ပြန်တော့ဒီ CP system architecture အပိုင်းကိုသွားကြတာဖြစ်ပါလိမ့်။ဟေးနောက်တစ်ခုကတော့ AP system architecture ပေါ့နော်။ဒီ AP ကတော့ကျွန်တော်ရှင်းမပြောခဲ့သလိုကျွန်တော်တို့နေတဲ့လူကသုံးနေတဲ့ Facebook မှာကျွန်တော်တို့ Facebook TikTok တို့ပေါ့နော်။ဒီ Facebook TikTok တို့မှာကျွန်တော်တို့က network error တစ်ခုခုဖြစ်ခဲ့ပြီဆိုရင်တော့မှကျွန်တော်တို့ကို data တွေပြပြီးပါလိမ့်။ ြစ်မှာကျွန်တော်တို့ရဲ့ network ကပေါ့နော် slow ဖြစ်တာပဲဖြစ်ဖြစ် DC ဖြစ်သွားတာဖြစ်ဖြစ်အခါဆိုရင်ကျွန်တော်တို့ရဲ့ဒီ stay data တွေဖြစ်တဲ့ကျွန်တော် post account တွေကိုသူတို့အနေနဲ့ကပြန်ပြီးတော့ပြပေးပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုး connecting လုပ်နေတာဖြစ်ဖြစ်ဒီလို server slow ဖြစ်နေတာဖြစ်ပေါ့နော်ဒီလိုမျိုး loading အဝိုင်းလဲနေတာကိုကျွန်တော်တို့ကကြည့်နေရလက်ဆိုင်ပေါ့နော်ကျွန်တော်ဒီလိုမျိုး post account လေးတွေကိုပြန်ကြည့်တာကတော့ပို့ပြီးတော့ UX အမြင်ကပိုပြီးတော့ကောင်းတယ်ဆိုရင်သတ်မှတ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ကဒီလိုမျိုး server တွေ down တာဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့ network တွေ connection တွေက slow ဖြစ်နေတာဆိုရင်သူ့အနေနဲ့ကကျွန်တော်တို့ပြီးခဲ့တဲ့နိုင်ပိုင်းလောက်ကကျွန်တော်တို့ကြီးခဲ့တဲ့ data account တွေကိုပြန်ပြီးတော့ပြပေးပါတယ်ဒီလိုမျိုး AP system architecture ကိုကျွန်တော်တို့ကအများဆုံးသုံးပြတာကတော့ social media မှာအများဆုံးသုံးပြပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့က social media ဆိုတဲ့အတိုင်းကျွန်တော်တို့က ဆာဗာကကျွန်တော်တို့ network ကမြန်ဒီဖြစ်စီ native ဖြစ်စီ disconnect ဖြစ်ဒီဖြစ်စီကျွန်တော်တို့ကဒီ post စီကျွန်တော်တို့ကဒီ live count လွဲသွားတာဘာညာကတိတ်ပြီးတော့ကိစ္စမရှိဘူးကျွန်တော်နေတဲ့ဒီ online ဖြစ်လာလို့ရှိရင်ကျွန်တော်ရေ server နဲ့ကျွန်တော် application နဲ့ကျွန်တော်သုံးရ application နဲ့ server နဲ့ connect ဖြစ်သွားလို့ရှိရင် line count သွားလို့ရှိရင်ဒီရဲ့ live count နေပါတွေကပြန်ပြီး update ဖြစ်သွားမှာဖြစ်ပါ ါတွေကတိတ်ပြီးတော့အရင်ကြီးရဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ကဒီလို EP စစ်ဆန်အခေတကြောင်ကိုပြရတာဖြစ်ပါတယ်။ Okay ကျွန်တော်အနေနဲ့ပေါ့နော်ဒီ cap theorem ကိုသိပြီဆိုရင်ကျွန်တော်တို့ဒီအထဲမှာပါတဲ့ trade off ပေါ့နော်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒီ trade off ကိုကျွန်တော်တို့ကဘယ်လိုမျိုးရွေးချယ်မလဲပေါ့နော်ကျွန်တော်တို့ဒီဘယ်လိုတွဲမလဲပေါ့နော်ဒီ CAP ထဲကနေပြီးတော့ကျွန်တော်တို့က CA ဒါမှမဟုတ် CB PP CP စသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီຢာတွေကိုကျွန်တော်တို့ဘယ်လိုမျိုးရွေးချယ်မလဲပေါ့နော်ကိုကဒီလိုမျိုး financial data တွေကိုကန်ရပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ရွေးချယ်တင်တာတော့ဒီ CP အပိုင်းတွေကိုရွေးချယ်တင်ပါတယ်ဒီရဲ့ CP အပိုင်းတွေကိုကျွန်တော်တို့အနေနဲ့ရွေးချယ်တင်တယ် ကေကိုက social media app တွေလုံးမယ်ကျွန်တော်တို့ဒီ Facebook တို့ကျွန်တော်တို့ TikTok တို့လိုမျိုးကျွန်တော်တို့နေနဲ့ app တွေလုံးမယ်ဆိုရင်တော့ကျွန်တော်တို့က downline app တိုင်းဒီမှာကျွန်တော်တို့ user တွေကိုကျွန်တော်တို့က engagement ကောင်းကောင်းပေးနိုင်ရပါမယ်ကျွန်တော်တို့ user engagement ကောင်းအောင်ကျွန်တော်တို့နေနဲ့ပြန်ပြီးတော့ log ပါမယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့က availability နဲ့ကျွန်တော်တို့ကဒီ partition tolerance ကိုဦးစားပေးပြီးတော့ကျွန်တော်တို့နေနဲ့ရွေးချယ်ရပါမယ် ကျောင်းအနေနဲ့ဒီလိုမျိုး global scale တွေပေါ့နော် server ဒီငါလုံးနေနဲ့ setlet တွေလောက်ပြီးတော့သွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ application server လင်းငါလုံးနဲ့ setlet လောက်ပြီးသွားမယ်ဆိုရင်ကျွန်တော်တို့က CA ကိုတော့ရွေးလို့တော့အဆင်မပြေပါဘူးကျွန်တော်အနေနဲ့ရွေးချင်တယ်ဆိုရင် CPU ကိုရွေးတာတော့ပို့ပြီးတော့ကောင်းပါလေဘာလို့လဲဆိုတော့ကျွန်တော်တို့က global ဆိုရင်ကျွန်တော်တို့ဟာပါတော့ကျွန်တော်တို့ကမြန်မာမှာ US ကလူကဒီမြန်မာ region ပေါ့နော် Asia ကစပါကိုလာခေါ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ application ကိုကျွန်တော်တို့ကသုံးမယ်ဆိုရင်ဘာဖြစ်လဲဆိုတော့နှီးမယ် data တွေကမလိုအပ်ပဲနဲ့အချိန်ကြီးကြာမယ်အားဒီဖြစ်နိုင်ပါတယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီ US US region မှာကျွန်တော်တို့က server တော့ထိုင်လိုက်တာတော့ပို့ပြီးတော့ကောင်းပါတယ် US region မှာကျွန်တော်တို့ကစာပါပြန်ပြီးတော့ဆောက်လိုက်ဆောက်ပြီးကျွန်တော်တို့ဒီမြန်မာနေပြီးတော့ကျွန်တော်တို့ဒီ US စာပါကို deploy လုပ်လိုက်ပါတော့ပြီးရင်ဒီ US ကလူကကျွန်တော်တို့ထုတ်ထားတဲ့ဒီမြန်မာလူကဲထုတ်ထားတဲ့ app ကိုသုံးချင် US စာပါနေဝင်တော့အဲ့လိုဆိုရင်ပို့ပြီးတော့မြန်မာတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က CA ကိုသုံးလို့အဆင်ပြေပါဘူးကျွန်တော်တို့အနေနဲ့ CP ကိုသုံးမှအဆင်ပြေမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ CA ကကျွန်တော်တို့ single server မှာပဲအဆင်ပြေတာဖြစ်ပါတယ် ဒီလိုမျိုး global ပေါ့နော် server တွေအများကြီးဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့ CPU ကိုကျွန်တော်အနေနဲ့ရေးချေရတာပို့ပြီးတော့ကောင်းပါလေ။အခုညီကောင်ကြောင့်အနေနဲ့ပြောမှစဉ်ကျွန်တော် cap theorem က၃ခုရှိတယ် C ရဲ့ A ရဲ့ B ရဲ့ consistency availability partition tolerance ဒီ၃ခုရှိတယ်။အဲ့ဒီထဲမှာကျွန်တော်အနေနဲ့ဒီ cap theorem ရသုံးမှစဉ်ကျွန်တော်အနေနဲ့ဒီနှစ်ခုကိုရွေးချယ်ရမှာဖြစ်ပါတယ်။အဲ့ဒီထဲမှာနှစ်ခုပေါ့နော်။အဲ့ဒါကိုကျွန်တော်အနေနဲ့ရွေးချယ်ရမယ်။ ျွန်တော် distributed system ပေါ့နော်ကျွန်တော် distributed system ကိုကျွန်တော်နေအသုံးပြုပြီဆိုရင်တော့ကျွန်တော်တို့ကဒီ p ဆိုတဲ့ဟာကိုမဖြစ်မနေအသုံးပြုအောင်ဖြစ်ပါတယ်ဒါကဘာလို့ပြောလဲဆိုရင်ကျွန်တော်အနေနဲ့ server အများကြီးသွားမယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီရဲ့ p ဆိုတဲ့ဟာကိုကျွန်တော်နေမဖြစ်မနေစဉ်းစားဖို့လိုအပ်ပါတယ်ဒီ cap theorem ရဆိုရင်ကျွန်တော်တို့ရဲ့အဓိက main ပေါ့နော် main ကဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့အဓိကရွေးချယ်ရတဲ့အပိုင်းကတော့ဒီ C နဲ့ A ပဲဖြစ်ပါတ ျွန်တော်တို့က consistency ဖြစ်တာကိုလိုချင်လားဒါမှမဟုတ်ရင် availability ကိုပို့ပြီးတော့ဦးစားပေးတာပေါ့နော်ကျောင်းနေနဲ့ဒီဟာကိုရေးချင်ရဖို့အဲဒီဟာကိုကျွန်တော်နေနဲ့စဉ်းစားဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီရဲ့ system architecture ကိုတောင်းမယ်ဆိုရင်ပေါ့နော် cap system architecture ကိုတောင်းမယ်ဆိုရင်ကျွန်တော်တို့ရဲ့ business ကျွန်တော်တို့ရဲ့ business domain ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ product requirement တွေကိုကျွန်တော်တို့အနေနဲ့တည်ဖို့လိုတယ်အဲ့ဒါကြီးတည်ပြီးတော့မှတည်တည်ကြာကြာလေးရွေးချယ်ဖို့လိုအပ်ပါတယ် ကဲဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒါကတော့ကျွန်တော်တို့ beginner အနေနဲ့တည်ထားတဲ့ဒီ cap theorem ရဲ့ concept သဘောတရားနဲ့ဒီထဲမှာပါတဲ့ CAP ရဲ့ပြီးလို့ရှိရင်ဒီ cap တဲ့အမှာကျွန်တော်တို့ကဒီတဲ့အမှာနောက်ခုကိုကျွန်တော်ဘယ်လိုရွေးချယ်ရမလဲပေါ့နော် trade off ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာဒီ trade off ရဲ့အကြောင်းတွေကိုကျွန်တော်ပြပြတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်အနေနဲ့ဒီ beginner အနေနဲ့ဒီကိုတည်တဲ့ system design ရဲ့အဓိကအခြေခံပတ်တန်ပေါ့နော် MVC ရဲ့ ီးလို့ရှင် MVP ရဲ့ပြီးလို့ရှင် MVVM ရဲ့ကိုကျွန်တော်ပြပြသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိရရှိပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲနေရှိပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲအပီကောက်တူပါခင်ဗျာ